တင်ပြကြမှာဆိုရင်တရုတ်ခြေရှုံနေတဲ့မြန်မာအရှင်နဲ့အမေရိကန်ဂျာဝယ်လာနိုင်ဂျီရီကိုလေးလာရမှာဖြစ်ပါတယ်။တရုတ်ရဲ့မြက်ကလူးစံပြဆော့ဖတ်မှုတွေဟာနာဆာကရဲ့စံစာရေးညံဖြစ်မှုတွေပြီးတော့အမေရိကန်ကရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေကတော်လိုင်းအင်အားစုတွေစီစစ်ရေးရိခါနဲ့စီးဝါးတွေထိုက်ရိုက်ထောက်ပံ့မှုဘင်္ဂလားဒေ့ရှ်နဲ့ညှိနှိုင်းနေတဲ့ဆိုတဲ့တည်င်းတွေနဲ့တိုက်ရိုက်ဆက်နွယ်နေပါတယ်။အမေရိကန်မှာဂျော်နီထရက်သမ္မတဖြစ်လာတဲ့နောက်တရုတ်နဲ့ထိတိုက်ရင်ဆိုင်အောင်မဲ့ကုန်သွယ်ရေးမူဝါဒတွေကျင့်သုံးလာခြင်းကတရုတ်အပေါ် နိုင်ငံတကာရေးစိတ်ဝင်စားမှုတွေမြင့်တက်လာစေပါတယ်။ဒါပေမဲ့အဲ့ဒီခေါင်းကြီးပိုင်းသတင်းတွေတွေမကဘဲနဲ့မြန်မာနိုင်ငံမှာတရုတ်ရဲ့ခြေပုံခေါ်လှုပ်ရှားနေပြီးခင်နာမြင်နာအရှံမဟုတ်တဲ့ခြေလန်းတွေကိုလည်းအာရုံလွတ်သားလို့မရှာပါဘူး။အာနာသိန်းအစိုးရဟာထိန်းချုပ်နေမြေအများပြားကိုတိုင်းရင်းသားလက်နက်ကိုင်ပူပေါင်းတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင်တော်လိုင်းအင်အားစုရေးစီစတိုက်လက်လုံနေရတဲ့အခြေမျိုးမှာတရုတ်ကအဲ့ဒီခြေလန်းတွေကိုစလာတာဖြစ်ပါတယ်။တရုတ်ရဲ့မြက်ကလူးစံပြဆော့ဖတ်မှုတွေဟာနာဆာကရဲ့စံဆောင်ရည်ညံ့ဖြစ်မှုတွေပြီးတော့ မေရိကန်ကရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေကတော်လိုင်းအင်အားစုရိစီစီရေခါနဲ့စေဝါရီထိုင်ရိုက်ထောက်ပံ့မှုဘင်္ဂလားဒေ့ရှ်နဲ့ညီနိုင်နေရေးစရဲတဲ့တင်တွေနဲ့တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုတာသိသာလာပါတယ်။နောက်ရှုကိစ္စဟာမြန်မာပြည်ရင်းစမားတယောက်ကခိုးဆောင်ကိုယ်ကမဟုတ်ဘဲပေါ်ပေါ်ထင်းထင်းချောင်းဝင်ဆောက်ဖက်ခဲ့ပြီးတော့တက်ရောက်မှုကြီးမာတဲ့အရှိတခုဖြစ်သွားတယ်။တယောက်ရဲ့ထောက်လိုင်းအေဂျင်စီတွေဟာ ်လဆာကနဲ့ကိုကန့်တပ်ဖွဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MND ကြားမှာအပြည့်အခက်ရစရေးသဘောတူညီမှုရရှိအောင်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့ကနေ MNDAA တပ်တွေဆောက်ခွာပြီးအောင်ဇောင်းဝင်ညှိနှိုင်းခဲ့ပါတယ်။ယူနယ်ပြည်နယ်ရဲ့မြို့တော်ကူမေဟာ MNDAA ပါဝင်နဲ့ညီနောင်မဟာမိတ်တုံးဝင်နဲ့အာနာသိန်းစစ်ကောင်စီကိုစလဲရေးကြကဆွေးနွေးမှုတွေအချိန်ချင်းပြုလုပ်ခဲ့တဲ့နေရာဖြစ်ခဲ့ပါတယ်။ MNDAA ခေါဆောင်ပိုင်းဟာအစောပိုင်းတော့အပြည့်ခက်ရစရေးကြေညာဖို့ကိုရောမှ ခြေတုံ၆တုံဖြစ်နေခဲ့ပြီးနဲ့နောက်ဆုံးမှာတော့တရုတ်မြန်မာစီးပွားရေးစင်ကြံပေါ်ကအချက်အချာမျိုးတစ်ခုဖြစ်တဲ့လာရှိုကန်ကြီးဆုတ်ခွာပေးဖို့ကိုပါသဘောတူခဲ့ရပါတယ်။လာရှိုဟာနာဆာကရဲ့အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ရှောင်းမာကာဒီရှီယာနေရာလေးဖြစ်ပါတယ်။မနေ့ကဇူလိုင်လမှာ MNDAA နဲ့မဟာမိတ်တွေဟာလာရှိုမြို့ကိုအာအမြင်မြင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါဟာ2023ခုနှစ်အောက်တိုဘာလမှာ MNDAA အပါအဝင်ညီနောင်မဟာမိတ်အဖွဲ့အားအစားပြုခဲ့တဲ့2029စစ်စေးရေးမှာအကြီးမားဆုံးစစ်ရေးအောင်မြင်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ လာရှုကိုတမရော်လက်လွတ်လိုက်ရတဲ့အချိန်ဤဟာတခြားသောတော်လိုင်းအင်အားစုတွေကိုလည်းစိတ်တက်တက်ကြွလာစေခဲ့ပြီးစစ်စင်၏အရှိန်ဟုန်တွေကိုမြင့်တက်လာစေခဲ့ကြပါရယ်။ရခိုင်ပြည်နယ်မှာတော့ညီနာမဟာမိတ်အဖွဲ့ဝင်အရခတ်တော်အေးဟာစုစုပေါင်းမြို့နယ်၁၈ခုရှိရတဲ့က15ခုကိုတင်ပိုက်ထားလိုက်ပါပြီ။နိုင်ငံမြောက်ပိုင်းကိုကြည့်မယ်ဆိုရင်ကချင်လွတ်လိုက်ရေးတမရော် KIA ဟာကချင်ပြည်နယ်ရဲ့ကျေးပြက်တဲ့အစီပိုင်းတွေကိုတင်ယူထားပါရယ်။အဲ့ဒီမှာတော့မြေရှာတတူရိတ်ထရှိယပန်ဝါနဲ့ချီခွေမျိုးတွေလည်းအပါအဝင်ဖြစ်ပါရည် စင်တိုင်းနာတော်လင်အင်အားစုတွေဟာဧပြီလရဲမှာချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးအိန္ဒိယပိုင်းမီဇိုရန်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်နေရာဖလန်ကိုသိမ်းယူလိုက်ပြောင်းပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ပူလေတူဘိုမာဟာချင်းညာ CB မဟာမိတ်အဖွဲ့ပေါ်ပေါလာရဲ့အတွက်အဓိကနေရာကလှုပ်ရှားပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။တချိန်ကအင်မတန်အားကောင်းခဲ့တယ်လို့သတ်မှတ်ခံရတဲ့မြန်မာစစ်တပ်ကရှုံးနေနေပြီးတော်လိုင်းအင်အားစုတွေကစစ်တပ်အောင်ဝယ်ရေရှာလာတဲ့ခရီးဟာတရုတ်စီကိုလည်းရိုက်ခတ်ခဲ့ပါတယ်။ တရုတ်ဟာမဟာဗျူဟာသုတေသီတွေကမလက်ကာချုပ်ကလေးခေါ်လေးရှိတဲ့မလက်ကာရှိလဲကြရေးသားပါလာမှုအပေါ်အလုံးစုံမိခိုနေရတာကိုရှင်းချဖို့အတွက်ဒင်္ဂလာပင်လယ်အော်ရနီတဆင့်အိမ်ရသမုတ်တရားစီဂုံလန်ရေလန်နဲ့စုတ်သွေးမှုတွေအပါအဝင်မြန်မာနိုင်ငံထဲမှာရင်းနှီးမြှုပ်နှံမှုတွေအများပြားပြုလုပ်ထားခဲ့တာဖြစ်ပါတယ် နာရှုမျိုးကြတာပြီးဆက်စင်းဆိုသလိုပဲတရုတ်ဟာ MNDAA ကို NASA ကနေညှိနှိုင်းမှုစတင်ပြပေးလာပါတယ်တရုတ်ရဲ့အေဂျင့်တွေဟာ MNDAA အကြီးအကဲဖုန်တာရှိကိုတော့ကုမင်မှာယာယီထိမ့်သိမ်းထားတာမျိုးတွေလုပ်ခဲ့ပါတယ်စစ်ဆက်စင်တွေရဲ့အတွက် MNDAA ကသဘောတူလိုက်မှသာသူတို့ခေါဆောင်ကိုတရုတ်ကပြန်လုပ်ပေးခဲ့တာဖြစ်ပါတယ်တနိုင်ငံလုံးမှာ တော်လိုင်းအင်အားစုတွေကအတိအသေးအောင်ွယ်ရရှာနေတဲ့ကာလမျိုးမှာ MNDAA ကတော့အတိအယသဘောတူညီမှုကိုလက်ခံကြရပြီးအကျိုးမြတ်များပြတဲ့တရုတ်နဲ့နေဆက်ကုန်သွယ်ရေးတွေကိုပြန်လည်ခွင့်ပြုပေးကြရပါတယ်။ဒါပေမဲ့တရုတ်အတွက်ကတော့ဂျာကလုံလောက်မှုမရှိပါဘူး။တရုတ်ဟာ MNDAA ကိုဖိအားပေးနေုံနဲ့မကဘဲလက်နက်တဆင်မှုပုံမပြေဆုံးနဲ့ဝါပီသွေးစီညီညွတ်ရေးတမတော် UWSC ကိုပါ MNDAA အတွက်ရိတ်ခါနဲ့တခြား top ပံတွေပေးပို့မှုချက်တောက်ထားဖို့စက်ပြီးဖိအားပေးခဲ့ပြန်ပါတယ်။ တရုတ်ကနာဆာကရောတိုင်းရင်းသားလက်နက်ကိုင်တွေကနှစ်ဖက်စလုံးနဲ့ထိတွေ့ဆက်ဆံနေမှုပါအရာ MNDAA နဲ့ UWSC တို့ဟာအစင်လာရတရုတ်စီကနေအထောက်ပံ့တွေရရှိနေကြကြပါရယ်အခုတော့ MNDAA ဟာတရုတ်ရဲ့ဂျာဝေဆက်ဆက်ပေးမှုသဘောတူညီချက်အရဆိုလာမကုံရင်ကာလာတွေနာရှုကနေတစင်းချင်းဆောက်ခွာဖို့သဘောတူထားပြီဖြစ်ပါရယ်တရုတ်ရဲ့တရဇက်ဖီအားပေးမှုတွေကြောင့်အဲ့လိုမျိုးအပီးဆောက်ခွာမှုဟာဧပြီလကုန်ပိုင်းမှာရင်ထမြောက်သွားတာမျိုးလည်းရှိကောင်းရှိလာနိုင်ပါရယ် ။တရုတ်ကဖိအားပေးလို့လက်ခံလိုက်ရတဲ့သဘောတူညီမှုဟာ MNDA ရဲ့အတွင်ပိုင်းစကားဝိုင်းတွေမှာတော့မနှစ်မျိုးစွာခံပြင်းစရာကြီးဖြစ်နေပါရဲ့။လာရှုကိုစစ်နေပြည်မှာတိုက်ခိုက်သိမ်းယူပြီးစွန်းနီဝဲစပွဲပေါ်မှာလက်လွတ်ဆောင်ဆောင်လိုက်ရတယ်လို့ MNDA အရာရှိတယောက်ကစိတ်ပြက်လက်ပြောပြောပါရဲ့။မြန်မာနာသတင်းဌာနကတော့ MNDA အသတင်းရှင်မြစ်တစ်ခုကိုကူကားပြီး NASA ကဟာအထွေထွေအုပ်ချုပ်ရေးတင်ညာရေးနဲ့ကျန်းမာရေးဝန်ထမ်းတွေကိုဧပြီလ22ရက်နေ့မှာလာရှုစီပြန်ပို့မှဖြစ်ကြောင်းကြော်ပြမဲ့ MNDA ဟာ ကျောက်ဖွဲ့ဝင်တချို့ရဲဌာနနဲ့စစ်သည်ရုံတို့ကရောလာရှုမှာဆက်လက်ထားရှိမှာဖြစ်တယ်လို့ဖော်ပြခဲ့ပါရီလာရှုမျိုးကန်ကျောက်ကတော့တပ်တွေရုပ်သိမ်းပြရမယ့်ကိစ္စကို MNDAA တပ်ဖွဲ့ဝင်တော်များများကစိတ်ပြန်နေပြီးမြေဒီကိစ္စကိုတားဆီးနိုင်စလင်မရှိကြဘူးလို့ပြောခဲ့ပါရီတင်းဖော်ပြချက်တွေရ MNDAA ဟာလာရှုစေယုံမှာစေဝါကုတ္တရေးဝန်ဆောင်မှုတချို့ကိုစိုင်းညာထားခဲ့ပြီးမျိုးကန်ကမစောက်ခခဲ့ဝန်ဆောင်မှုအလုံးကိုရပ်တန့်သွားမယ်လို့သိရပါရီနောက်ပြီး MNDAA ဟာစေယုံမှာရှိတဲ့ကိုရီးယားဒေသဗလာတွေကိုရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA ထိန်းချုပ် area တွေစီတပါးရဲ့ယူဆောင်သားမဲ့အရေးကြီးမျိုးကိုလည်းတွေ့နေရတယ်လို့ဆိုပါတယ်။တခြားတော်လိုင်းအင်အားစုတွေနဲ့တရုတ်ရဲ့ဖိအားမှာဆိုရင် MNDAA နဲ့ကိစ္စမှာတော့အောင်မြင်တာမျိုးမဟုတ်ပေမဲ့လည်းတခြားတိုင်းရင်းသားအင်အားစုတွေပေါ်တရုတ်ရဲ့ဖိအားပေးမှုတွေကထင်သာမြင်သာရှိနေကြပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဖြတ်အားပေးငလျင်ကြီးအတိုင်ခင်မှာ တရုတ်ဟာ AA နဲ့ KIA တို့လိုတိုင်းရင်းသားတပ်တွေကို NASA ကနဲ့အပြည့်ရဖို့တွန်းအားပေးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ငလျင်ကြီးလှုပ်ခတ်ပြီးမှသာ A တပ်ဖွဲ့တွေဟာငလျင်ပြည်တင်ခဲ့စေခန္ဓာအတွက်လူသားချင်းစာနာတဲ့အနေနဲ့ထိုးစစ်တွေကိုရှာရည်ရထားမယ်လို့ကြေညာခဲ့ကြတာပါ။ဒါပေမဲ့လည်း April လကုန်ပိုင်းမှာထိုးစစ်တွေပြန်စားဖို့စီစဉ်ထားပါတယ်။ KIA ဟာနေကြာကဲ့တွေကိုပါပိတ်ထားခဲ့ပေမယ့်တရုတ်ရဲ့ဖိအားပေးတောင်းဆိုမှုတွေကြောင့်တရုတ်စီ RM တင်ပို့ရေးအတွက်ဒေတာကိုပြန့်ဖွင့်ပေးခဲ့ပါတယ်။ အခုတော့အိနေဆက်ဖြတ်သောပို့ကုန်ခန္ဓာကနေ KIA အတွက်အကျိုးမြတ်တွေအများကြီးရရှိနေပါပြီ။ KIA လိုပဲတရုတ်ပြည်အပေးမှုတွေကိုစကြံခံပြီးအပြည့်ရဖို့ညှင်းပေးခဲ့တဲ့အေဟာအခုခါမှာတော့ပြည်မဒေတာတွေထိစစ်စင်ရေးတွေချဲ့ထွင်လာနေပါရီ။ဒါပေမဲ့လည်းတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးတွေတရှိရာစောက်ဖြူရှင်နဲ့စိတ်ကံအထူးစီးပွားရေးဆောင်တဲ့အမီတဝိုင်း area တွေကိုတိုက်ခိုက်တာမျိုးကိုတော့အေကသတိထားရှောင်ရှားခဲ့ပါရီ။အေကဆောင်မိုင်းကရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့နိုင်ငံသားရှင်နှီးမြှုပ်နှံမှုတွေကိုအကာအကွယ်ပေးမယ်။ အားပေးမြင့်တယ်မယ်လို့ကတိပြုထားခြင်းကအဲ့ဒီစီမံကိန်းတွေတဝိုင်းမှာနေထိုင်တဲ့ဒေသခံတွေအတွက်လည်းအကျိုးရှိစေခဲ့ပုံပေါ်ပါရယ်။လိလာသူတွေကတော့တာဟာတရုတ်ကျင်းမကပဲကလတ်တက်မြေဝမ်းဘက်စုံစီမံကိန်းအတွက်ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာပါရင်းနှီးမြှုပ်နှံမှုတွေထဲဝင်ထားရာအိမ်ရအစိုးရကြောပါတင်းစကားတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ကြပါရယ်။ဂျပန်မှာတော့တော်လိုင်းအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မဟာမိတ်ပြည်ရဲ့ PDF အပါအဝင် ဗမာမျိုးနယ်စုကြော်လန်၏အဖွဲ့အစည်းတတော်များများကတော့နာဆာကကိုအတီလင်းထောက်ခံနေတဲ့တရုတ်ပေါ်ဒေါသထွက်တဲ့သဘောထားမျိုးရှိနေကြပါတယ်။တရုတ်စက်ရုံလေးတပ်တုတွင်နေတဲ့ယူနယ်ရခိုင်ပြည်တန်းထားရရှင်နန်နဲ့တောင်ငယ်ပိုင်းလိုင်းကိုတော့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။တရုတ်အစိုးရအနေနဲ့အစင်လာရတရုတ်ပေါ်မိခိုနေရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအခြေဆိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ရေးစီကချက်ချင်းလုံငင်အကျိုးရရှိမှုတွေရှိနိုင်ပေမဲ့မြန်မာနိုင်ငံမှာဖျက်ချက်ထားတဲ့ကျယ်ပြန့်များပြားလာတဲ့အကျိုးစီးပွားတွေရှင်နီမြောင်နယ်မှုတွေကိုအပြေအဝကာကွယ်နိုင်မှုဆိုရင် နာဆာကလည်းညပြားလာဆောင်တော့တော်လိုင်းအင်အားစုတွေကြအပြစ်ခက်ရဲဆဲသွားမှသာ ဖြစ်နိုင်မယ်လို့လိလာသူတွေကသုံးသပ်ကြပါရယ်။ကြပါမယ်လေ။အဲဒီကိစ္စမျိုးဆိုတာကစစ်တပ်ကစစ်တမ်းရစီပြန်ပါဖို့သဘောတူပြီးယုံကြည်စိတ်ချလို့တဲ့ရွေးကောက်ပွဲမျိုးကျင်ပရင်ဒီမိုကရေစီစနစ်ကိုပြန်လည်ဦးတည်နိုင်မှသာဖြစ်လာနိုင်မှာပါ။တချို့ကတော့တရားဥပဒေလက်ရှိမြန်မာနာဆာကရဲ့အနေထားဟာအာဖဂန်နစ္စတန်မှာဆိုဖီယာတွေထောက်ခံခဲ့တဲ့မိုဟာမက်နက်ဘူလာရဲ့အစိုးရနဲ့အမေရိကန်ကထောက်ခံပေးခဲ့တဲ့ HS ဂါနီရဲ့အစိုးရရင်းနဲ့စင်တူရယ်လို့ပြောကြပါရယ်။ အတိတ်ပဲကတော့ပြင်ပအထောက်ပံ့တာမပိုင်ဆုံးဆုံးမြတ်သွားမယ်တင်မလို့ဖြစ်နေရဆိုရပါပဲ။ဘင်္ဂလားဒေ့ရှ်မှာအမေရိကန်လှုပ်ရှားနေကြတဲ့တွင်တွင်အမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးဌာနလက်အောက်ခံအရာရှိတွေဖြစ်ကြတယ်။တောင်ပိုင်းနဲ့အလဲပိုင်းအာရှအရာလက်ထောက်ဒုတိယအတွင်ကိုနီကိုဆူလေအရှေ့အာရှနဲ့ပစိဖိတ်အရာလက်ထောက်ဒုတိယအတွင်ကိုအန်ဂျူဟာရတူဟာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ရုံရဲ့ကုစလင်အဖွဲ့အကြီးကစစ်စတန်စတီဗန်ဆန်နဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရစီရရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ် ဆွေးနွေးကြတဲ့အကြောင်းအရာတွေထဲမှာအမေရိကန်ဟာဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အကူအညီကိုယူပြီးရှခိုင်နဲ့ချင်းပြည်နယ်တွေကတော်လှန်ရေးတပ်တွေကစစ်ကောင်စီကိုအနံ့ယူဖြုတ်ခွင်းနိုင်တဲ့အထိစစ်ရေးအထောက်ပံ့ဆောင်တခုထူထောင်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့တယ်လို့အဲ့ဒီသတင်းတွေကဖော်ပြပါရယ်။ပြီးခဲ့တဲ့လတော့ကဂျာကာကိုအမေရိကန်ရဲ့ Pacific စစ်ဦးစီးဌာနဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဂျိုဝယ်ဗာဝဲရောက်ရှိခဲ့တဲ့အတော်တွင်အခုကိစ္စကိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဆွေးနွေးခဲ့တယ်လို့လည်းအိန္ဒိယအခြေဆိုင် North East News သတင်းဌာနကဖော်ပြခဲ့ပါရယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာအဲဒီထောက်ပံ့ရေးမစ်ရှင်အတွက်နှစ်နိုင်ငံနဲ့ဆက်ဖြစ်တဲ့နမျက်နာကစီခါလီမှာနေရာတစ်ခုတော့တပ်မတ်ရွေးချယ်ထားပြီးထောက်ပံ့ရေးပစ္စည်းတွေတုံ့လောင်းထားနိုင်မယ့် area မျိုးပြင်ဆင်ရှင်းလင်းနေတယ်လို့အဲဒီသတင်းဌာနကဆိုပါရယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်ကကော့ဘဆာမှာရှိတဲ့လေဆိပ်ကိုလည်း Turkey လောက် drone တွေကိုထိန်းချုပ်နိုင်တယ်။ drone ထိန်းကိုရေးဌာနတစ်ခုဖြစ်နေချက်ထွင်နေပြီးတော့နေဆက်တချောင်းမှာရှိနေတဲ့တော်လိုင်းအင်အားစုတွေကိုထောက်ပံ့သွားဖို့ပြင်ဆင်နေတယ်လို့ North East News ကရေးသားထားခဲ့ပါရယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မိုဟာမက်ယူနုစ်ဦးဆောင်နေပြီးအမေရိကန်အစိုးရထောက်ခံအားပေးနေတဲ့အစိုးရပြောင်းလဲအခြေအနေတရမှာအာဏာရလာတဲ့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရဟာရခိုင်ပြည်နယ်ကလည်းယူနန်ပြည်နယ်အထိတရုတ်ရဲ့ကမ်းလန်းရှီလန်းစောက်တဲမှုကွန်ရက်တိစောက်ထားမှုကိုပိတ်ဆို့ပစ်ချနေတဲ့အမေရိကန်အစိုးရရဲ့ကစားပွဲမှာပုံအော်ပြီးဝင်ပါဖို့အရန်တက်ကြနေရလားဆိုတာကမေးစရာကိစ္စတစ်ခုပါဒီစိန်ထဲမှာပဲတရုတ်ရဲ့ပေါ်စံတူစီမံကိန်းတစ်ခုဖြစ်ပြီးအာရေဗျပင်လယ်ဘက်ကိုကုန်းလန်းနဲ့ရှင်လန်းတွေပေါင်းပြီးဆေးစပ်ထားတဲ့လမ်းကြောင်းဟာလေပါကစ္စတန်ရဲ့ ပါလိုချီစတန်ဒီနယ်မှာတရုတ်ကမှုတည်တဲ့နေမီကန်တိုင်းရင်းသားလက်နက်ကိုင်အစုဖွဲ့ရဲ့ဆင်းဆောင်မှုကိုကြုံနေရပါတယ်။ဘာပဲဖြစ်ဖြစ်ယူနိုစ်အထွတ်ကတော့အမေရိကန်ရဲ့ကစားပွဲမှာဝင်ပါခြင်းဟာအမေရိကန်အစိုးရကိုကျင်းနဲ့နှစ်သိမ့်စေဖို့အရင်းအမြစ်နဲ့ပါရရွေးချယ်မှုပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ဘင်္ဂလီရိုဟင်ဂျာဒုက္ခသည်တပ်သားလာကိုပြန်လည်ပို့ဆောင်ရေးအတွက်အထောက်အကူဖြစ်စေမယ့်အခွင့်အလမ်းတစ်ခုလို့ယူဆရမျိုးလေးရှိနိုင်ပါတယ်။ ဒါပေမဲ့အချိန်လေးမှာပဲအဲ့ရွေးချယ်မှုဟာဘင်္ဂလားဒေ့ရှ်ကိုမြန်မာပြည်ရင်းရဲ့အကြက်ထဲတွေဆွဲတင်းသွားတာမျိုးထိရှုပ်ထွေးသွားနိုင်ပြီးလာမယ့်လမှာဘင်္ဂလားဒေ့ရှ်စီစီပွားရေးကိုယ်စားလှယ်အဖွဲ့ဝင်အများပြားဆေးလွတ်ပြီးရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းတွေရှာဖွေမဲ့တရုတ်အစိုးရကိုစိတ်ပြတ်သွားစေတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဒီတင်များချက်ပေါ်မှာကြည့်ရှုသူမိတ်ဆွေတို့အနေနဲ့ရောဘယ်လိုထင်မြင်ယူဆမိကြသလဲဆိုတာ comment တွေအနေနဲ့သိမျှဝေပေးခဲ့ကြပါဦးနော်။အခုလိုမျိုးကြည့်ရှုလေ့လာစရာတွေများလာတဲ့ online platform ပေါ်မှာကျမတို့ရဲ့ channel လေးကိုအချိန်ပေးပြီးတော့ဝင်ရောက်ကြည့်ရှုသူ တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါရယ်